အရင်ဆုံးကြည့်ရမှာတော့ freelance ကျွန်တော်တို့ကိုတက်ထွေးနိုင်မင်းမြန်ထားတဲ့ Russia တွေကျွန်တော်ဒီဒဝေရင်နဲ့စီမံကိန်းနောက်ကွယ်မှာစစ်ကုံဆေးရအကြံတွေဘယ်လိုတွေရှိနေလဲဆိုတာကိုဥစိန်လေးကျွန်တော်ပြောပြထားတဲ့3မိနစ်စာဗီဒီယိုဖိုင်လေးပါပဲအပြည့်အစုံကြည့်ခြင်းနဲ့ဆိုရင်တော့ကိုတက်ထွေးနိုင်ရဲ့ Facebook page နဲ့ YouTube channel မှာတွားရောက်ပြီးတော့ကြည့်လို့ရပါတယ်ကဲတော့ကျွန်တော်နောက်မှာစပြီးတော့နားထောင်ကြည့်လိုက်ရအောင်ဗျာဒီယောက်ကအဲ့တည်းမရှိဘူးအာနာရှင်ရုရှားနဲ့အတူတူပဲအဲ့ဒါကြီးသူကပေါ့မလူဆုံးနဲ့ပေါ့ရင်ဘယ်လိုလုပ်ရမှာလဲဆရာကြီး အဲ့ရင်နဲ့စိတ်ကမ်းကြီးတာလုတ်ခိတ်ကျွန်တော်ရောက်ခဲ့ပါတယ်ဆရာကျွန်တော်နိုင်ငံတကယ်ဖွံ့ဖြိုးတိုးတက်ဘာကြောင့်စင်ကာပူတော့လန့်နေတာကျွန်တော်တို့သိတယ်စစ်လက်နဲ့ပစ္စည်းနဲ့သူ့အသက်ရှင်တန်မှုတွေအခုလိုပဲတရုတ်လိုပဲရုရှားကထိုးအပ်တာနော်ဒါကြောင့်ဒါကြီးကတစ်နိုင်ငံတော်ရဲ့အမျိုးသားလုံခြုံရေးအတွက်တိတ်အရေးကြီးတယ်အန္တရာယ်ရှိတယ်သူတို့ဘက်ကတော့ဟုတ်တယ်ကျွန်တော်တို့ပြည်သူဘက်ကကျွန်တော်ပြောနေတာလေ National Strategic အန္တရာယ်ကြီးတယ်စီးပွားအတွက်လည်းဘယ်လိုမှကြုံမရှိဘူးဟုတ်ပြီမင်းရောက်လဲနိုင်အောင်တိုက် တိုက်ပြီးသွားလို့ကျွန်တော်တို့ကနောက်ထပ် policy တစ်ခုနဲ့ချလို့ရတယ်ဆရာလုတ်ရမှာပဲဒါရေချိန်မှလုတ်ရမှာရရှားလေအကျိုးရှိတာပေါ့တစ်လက်နဲ့ရောင်းနေရတယ်အခုလောလောဆယ်ကိုခင်ဗျာဒါလည်းကျွန်တော်စစ်တော့နားမလဲ SU 30လား60စင်းအဲ့ဒါခက်ရရှားရောင်းတာသူပတ်ဆက်ရတယ်လေအခုသူစစ်ပွဲရခင်ဗျာအစုတ်ဒီခင်ဗျာကျွန်တော်လာရောင်းမှာပဲအဲ့ဒါလကားပေးမှာမဟုတ်ဘူးတရုတ်လက်ဒီလိုပဲလေတရုတ်ကမြတ်စစ်လက်နဲ့ဟိုပန်မိုးနေတာပဲ ငွေကြေးပဲပံ့ဖို့တော့ရှေ့သွားရှိခဲ့ပါတယ်ပြုတ်လုတ်တယ်သူတို့ဝါရာချင်းလဲတူတဲ့အခါကျတော့ပြုတ်တဲ့ရုရှားတခိုင်းနေပဲဖြစ်တော့ဒါကြီးကကြောက်ဖြစ်တဲ့ပိုးကြီးတိတ်အန်နေကြီးတော့ကျွန်တော်အမြင်ကတော့နိုင်ငံရေးအရာတိုင်းပြည်ရဲ့အမျိုးသားလုံခြုံရေးအန်နေကြီးတယ်ဒါဟာကျွန်တော်တို့လက်ခံမရဘူးရှေ့သွားရှိတယ်နော်ပြုတ်ရှေ့သွားရှိတယ်အတွက်ကြောင့်ဒါကိုကျွန်တော်ဟန့်တာ statement ထုတ်ဖို့လည်းမရဘူးနော်ကန့်ကွက်ဖို့လည်းမရဘူး နော်ရစ်စုံလောက်သွားပြီဟာမလဲအောင်ဟန်တားရမယ်အဲ့ဒါအမှန်တရားပဲခုရခိုင်မှာကြည့်အေးရဘလို့ဟန်တားနေဟုတ်တယ်အဲ့ဒါကိုပြဿနာမျိုးစုံနဲ့သူ့လုံနေတာဆရာဒါတွေးကြည့်လိုက်သိတယ်ပြီမြင်လည်းမြင်နေရတာအဲ့တော့ဒါကိုကျွန်တော်ကြိုတင်လုပ်ခင်မှာပြည့်ပြည့်ချက်နှစ်စီးပွားရေးအရာဘာမှအကျိုးမရှိဘူးတရုတ်ဖြစ်ခဲ့ပြီလို့ရုရှားကဘယ်တော့ကောင်းလို့လဲဆရာကြီးလေနောက်တစ်ခုကသူ့အကြက်တဲကိုဖြည့်ရှင်းဖို့မင်းအောင်လိုင်းကသူ့အကြက်တဲလက်ရှိသူ့စေရေးရရှုံးတော့ drone တို့ပါလက်နက်တို့စသည်ပေါ့ဗျာတော့ဒီလက်နက်ကိရိယာတွေရဖို့အတွက်သွားတာ လောင်စာစီသူမှခက်နေပြီဆရာဒါကြောင့်သွားတာနောက်တစ်ခုကကုံကုံပြောခုနပြောခဲ့ပေါ့သူရှုံးသွားရင်ဟိုအာဆက်လို့ထွက်ပြေးဖို့လည်းကြာမှာပေါ့သူတို့အလုံးနေအဲ့တော့ तू ကတော့တစ်ချက်ကုန်တစ်ချက်သွားတာကိုကျွန်တော်လက်ခံလို့မရဘူးကျွန်တော်ဝေဖန်နေုံနဲ့မရဘူးဟောမင်းအောင်လှိုင်းမဖြစ်ခင်တန်းချွေစကြတဲ့ဇန်နန်းကိုသိမ့်စိန်အကောင်တဲ့ခေါ်တော့အဲ့ဒီအမိုက်ကအခုဒီကျွန်တော်ချင်းလို့မရဘူးအသက်တည်ပြီးနေရတော့ဒါကိုလေကျွန်တော်တို့ကနိုင်ငံရေးရစီးပွားရေးရလက်ခံလို့မရဘူးဆိုတော့ကျွန်တော်ကတော့စိုးရင်ကြီးစွာနဲ့ကိုဆက်ဘူးဒါကျွန်တော်ကတော့ ကျွန်တော်အမြင်ကျွန်တော်ပြရတာအဲ့တော့လောလောဆယ်မှာကျွန်တော်အမြင်ကနိုင်ငံရေးစစ်ရေးစီးပွားရေးအရာကြည့်မယ်ဆိုရင်ပေါင်းဆက်စဉ်းစားပြီးတော့အဲ့ view ဟာကို existing ကိုရှိတဲ့အကစားလို့ရတယ်စပြီးအချိန်ကိုတင်လိုက်မယ်ဆိုရင်ဒီပြဿနာကကျွန်တော်တို့ကကျွဲကူရေးပါမင်းအောင်လိုက် old action ပေါ့ဗျာ old plan ပေါ့မင်းမှာ plan ရှိလို့ငါတို့မှာလည်း plan ရှိတယ်ဒါကတော့ဥပဆောင်ရမှာ AMG ကလည်း AMG မလုပ်ရင် A လုပ်လို့ရတယ်ချင်းလုပ်လို့ရတယ်ဆရာဆိုတော့အဲ့လိုနီးနဲ့ကျွန်တော်တို့ online ကိုအားဖြည့်ပြီးမှ plan ဆွဲမယ်ဆိုရင်လောလောဆယ် online ရေးတော့အားဖြည့်ပါတယ် မင်းအောင်လိုက်ကိုလောက်ရည်တီတိုင်းပြည်တို့အန္တရာယ်ရှိတယ်ကျွန်တော်တို့တောက်ဟန်တာရဟန်တာနီးတွေအများကြီးပါဆရာရဲ့နော်လွယ်လွယ်လေးပါပြည်ရဲ့အားကောင်းနေတာမင်းလာလို့ rock and roll နှိမ့်ကြိတ်လိုက်ပါဘုရုံလာခဲ့ခေါ်ရမှာလက်ဥမှုယူပါမယ်ရခိုင်ကတော့နည်းနည်းလေးခုနပဲသူတို့ကဟိုလက်ဥမှုယူလိုက်ကျွန်တော်လည်းနောက်ကျတော့အန္တရာယ်ကြီးရပါဗျာအေးမှာတော့ခေါင်းစားနေရတာခဲ့ဘာလို့မရမှာတဝဲကလှက်ကြိတ်လိုက်မှာပေါ့ဗျာဒါကျွန်တော်ပေါ့လည်းပြောတာအဲ့ဒီနေ့ကျွန်တော်တို့ကသူ့ကိုဟန်တာထားမယ်နှောက်ဆက်ဟန်တာမယ်နှောက်ဆက်မယ်ခြားတဲ့နေပြီနော်စားလို့ရနေပြီနေမျိုးစိုးမိုးတဲ့ နော် ERUE တွေကစီရေးတိုက်တယ်လို့စီးပွားရေးကိုလည်းခုနဲ့စအကောင်းတဲ့ပုံပဲဆိုရင် OK ပြီလို့ကျွန်တော်တို့မြန်မာဘာကြောင့်လဲဆိုတော့ဒါဆရာစင်းသား AA ကိုဆရာဘင်္ဂလားဒေ့ရှ်ကစကားစပြောနေပြီအိန္ဒိယတော့မှပြောနေသူတို့ကလန်တန်ပြည်ကြီးအကြီးကြီးကျွန်တော်ရောက်ခဲ့တယ်ကလန်တန်စီမံကြီးကနဲရမှုအဲ့လန်ကျော်ကစစ်တေရာရပွတ်ပြီကြောက်ပြီးခဏထားလို့ရခဏဆုံးမပါဘူးဒါတရုတ်နဲ့ညှိနေတဲ့ခါဒါဒါဆေးကိုကျွန်တော် ပြောလို့ စီးပွားရေးအမြင်နဲ့ပြောမယ်ဆိုရင်အဲ့ဒီနဲ့လုပ်မယ်ဆိုကျွန်တော်တို့ကဒီအန်ရည်ကိုကောက်ကပီးသားဖြစ်ပါလိမ့်မယ်။တာမန်နဲ့တော့ short တွက်လို့တော့မရဘူးပေါ့ဗျာ။ဟုတ်ကဲ့ကျွန်တော်တို့ short တွက်လို့မရဘူး။စီးပွားရေးပညာရှင်ဦးစိန်ဒီပြောသွားကျွန်တော်လုံးဝအမှန်တရားတွေပါပဲ။ကျွန်တော်ခုနေ့ကလည်းအဲ့ဒီဒိုဝဲချင်းနဲ့စီမံကိန်းကိစ္စနဲ့အသေးစား nuclear ဆက်ဝင်ကိစ္စကိုကျွန်တော်၃မိနစ်ခွဲစားတော့ပြောပါတော့ကျွန်တော်တို့တချို့တွေကမင်းကရှာရှည်တဲ့အကုန်လုံးလိုင်းအောင်မှာဖတ်လို့ရနေရပါပဲဆိုတော့ကကျွန်တော်တို့ကစာဖတ်ပြတဲ့ကိစ္စကိုပြန်သေးတမ်းဖတ်ပြအောင်လို့မဟုတ်ဘူး။စေတနာလေးနဲ့သတိပေးတာလေကျွန်တော်တယောက်ထဲဘာမှမဟုတ်ဘူးကျွန်တော်ရဲ့အမြင်လေးနဲ့ကျွန်တော်ထည့်ပြီးတော့ပြောပြလို့လေ ေကြောလေးတွေရှည်သွားတာအဲ့ဒီတွေကကျွန်တော်ပြောတယ်ဒီကောင်းလေးကျွန်တော်ရုရှားကကြံခဲ့တဲ့ပြည်တွေတွေကစစ်ကုံတွေကလုံခြုံရေးအပြည့်အဝနဲ့အဲ့ဒီဒေဝရှင်နဲ့စီမံကိစ္စတွေဒီကောင်းလေးကွင်းစီးပြီးတော့လေးလာကြည့်ပြီးသွားပြီကြည့်ပြီးတော့ကျွန်တော်တို့ပုံနေတဲ့လက်မှတ်ထိုးပြီးတော့ဒီစီမံကိန်းတွေကျွန်တော်တို့ဒီဘယ်တော့ပြီးမလဲနောက်၄နှစ်၅နှစ်မှလေးပြီးကြည့်မယ်ဒါပေမဲ့ဒီစီမံကိန်းတွေဒီကောင်းလေးကိုလက်မှတ်ထိုးပြီးတော့ကဲဥမာပြောကြပါဆိုနောက်လာစမယ်ဆိုရင်ကျွန်တော်ပြောနေတာတော့ချင်းတည်တယ် အကျမ်းဖက်စီကွေးတွေကအန်နီယာပပလဲမှာရှိတဲ့ကျွရိုင်နဲ့နေမင်းရှင်းလင်းဖို့ဆိုပြီးတော့ဒီကောင်တွေလေချောင်းတွေနဲ့စမတန်ဘုံကျဲမယ်မြေပြင်ထိုးစစ်ကလည်းဒီကောင်တွေအင်အားအလုံးရင်းနဲ့အဲ့ဒီနေရာလေးမှာနေမင်းရှင်းလင်းပြီးတော့လုံုံရင်းအပြစ်ဝါချထားပြီးတော့ကြောက်ဖြူဟာတရုတ်စီမံကိန်းတွေလိုပဲရုရှားလက်နက်ကင်တပ်ဖွဲ့တွေရောက်လာမယ်ဆိုပြီးတော့အဲ့ဒီကလည်းကျွန်တော်ပြောသွားတယ်အခုစီးပွားရေးပညာရှင်ဦးစိန်ကြီးပြောချင်တာကတော့ရခိုင်တပ်တော်အေးလိုပဲကြောက်ဖြူမှာတရုတ်ကဖိအားမကလို့စီမံကိန်းတွေပဲရှိရှိသူတို့ရတဲ့လက်နက်တွေနဲ့စစ်ကုံစီကတင်းစီရမိတဲ့လက်နက်တွေနဲ့မရကြအောင်ကျွန်တော်ပြစ်ခတ်ပြီးတော့ဟန်တားနေတယ် တဝဲမှာလည်းဒီကုန်းလေးဘက်ကမင်းတို့ဘက်ကကြိုက်တာလာပြီးတော့လုံငါတို့ဘက်ကလည်းတော်လိုင်းတက်ဖွဲ့တွေဘက်ကလည်းမရရအောင်ဟန်တာရမယ်ဆိုပြီးတော့လုံကိုလုံးဝမဲ့ကိစ္စကိုစီးပွားရေးပညာရှင်ဦးစိန်တင်းတုံးသက်သွားတဲ့ဘီရိုဖန်လေးပါပဲကဲ